gamma ai နဲ့ presentation slide ဖန်တီးဖို့ရအတွက်ဆိုလို့ရှိရင်ပေါ့နော် gamma.app ဆိုရယ်ပေါ့နော် google ထဲမှာအဝင်ရမှာဖြစ်ပါတယ်ပြီးရင် sign up for free ကိုနေပေးပါဒီတော့လို့ရှိရင်မိမိမှာဒီမေးကောင်းရှိရဆိုရင်ဒီမေးကိုနေပြရမှာဖြစ်ပါတယ်။ပြီးရင်ဒီမေးနဲ့ဆိုင်းဝင်ရမှာဖြစ်ပါတယ်။ဒီတော့လို့ရှိရင်ပေါ့နော်။အဲ့ဒီမှာ welcome to gamma မှာပေါ့နော်။ဒါ team or company or personal ဆိုရင် personal ကို ရွေးပြရမှာဖြစ်ပါတယ်။ အဲပြီးရင်ကိုယ့်ရဲ့ဘောနော personal name ကိုယူပြရမှာဖြစ်ပါတယ်ပြီးရင် create workspace ကိုယူပြရမှာဖြစ်ပါတယ်ဒီမှာလဲ for personal use ကိုပဲယူပြရမှာဖြစ်ပါတယ်ပြီး guest tab ပေါ့နော်ပြီးဒီမှာလဲ for personal use ကိုယူပြရမှာဖြစ်ပါတယ်ပြီး guest tab ကိုယူပြရမှာဖြစ်ပါတယ်ဒါဆိုရှင်ကျမတို့ဒီ grammar ထဲမှာ win သွားပါမယ်ဘောနော grammar website ထဲ win သွားပြီဒါဆိုရှင်ကျမတို့က presentation slide ကိုဖန်တီးဖို့ရန်ပြဆိုရှင်အဲ create new ai ကိုယူပြပါ renew AMD ပြန်ပါတယ်ဒါကတော့အရင်ကလုပ်ထားရပေါ့နော် design ဒီပါတယ် renew AMD ပြန်ပါပါတယ်ပြန်လို့ရှိရင်ပေါ့နော်ဒီမှာတော့မြူရေးခိုင်းတာပေါ့နော်သူကပေါ့နော်အဲပေါ့နော်ကွာ website တွေကနေပြီးတော့မှစာရတွေ chat gpt ရစာရတွေကို copy ကူးမှဒီမှာ paste နေပြီးတော့မှလုပ်မှလားဒါမှမရှိရင်ပေါ့နော် generate ကိုရွေးမှ AI ကိုအဆဆုံးလုပ်ခိုင်းမှလားပေါ့နော် အရှင်ဘာတော့ကိုမလုပ်ထားပြီးတဲ့ slide presentation တွေ document တွေ PDF file တွေရှိရဆိုရှင်လည်းဒီမှာ upload လုပ်မှာလာကျွန်တော်က generate ကိုရွေးမှာပါပြီးတော့ရှေ့ကို generate ထည့်ဝင်သွားပါပြီဒါဆိုရင်ကျွန်မက presentation ကိုရွေးပါမယ် presentation ကိုရွေးမယ်ပြီးတော့ဒီမှာဆိုရှင်ဘာတော့သူကခေါင်းစီရေးခိုင်းရေးခိုင်းတော့ဘာတော့ဘာခေါင်းစီရင်ကိုရင်းပါလေဘာလို့ဆိုတော့ tourist attraction place in kitchen state ဆိုမှကျွန်မရေးလိုက်ပါပြီအဲ benefit slide presentation benefit လောက်မှာလဲဘာလို့အိတ်ကတ်လား မဟုတ်ဘူးကျမတန်းကတ်လုပ်မယ်ပေါ့နော်ကျမတန်းကတ်လုပ်ပါမယ်ဒီတော့လို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်တန်းကတ်ရလာပါတယ်ပေါ့နော်ပြီးရင်ကျမ generate outline ကိုနှိပ်ပါမယ်တော့ရှိရင်အခုတို့ရပါတော့ AI က generate လုပ်ပေးနေပါပြီ generate ပါတော့ slide တစ်ခုပြီးတစ်ခုပါတော့ generate လုပ်ပေးနေပါပြီအာဒါဆိုလို့ရှိရင် အခု generate လုပ်ပြီးတော့ပြီဆိုလို့ရှိရင်ပေါ့နော်ဒီမှာ slide 1 2 3 4ကျလာပါပြီအဲ့မှာ generate ကိုနေလိုက်ပါအဲ့ generate ကိုနေလိုက်လို့ရှိရင်တော့အဲဘောနော်အဲ့မှာဒီမှာတော့ဘောနော်ဘာအယောင်ကြီးခင်းပါလဲပေါ့နော်အာအနက်ယောင်ရဲ့ဖြူယောင်ကြီးတဲ့အယောင်ရွေးလို့ရပါတယ်ပေါ့နော်အဲ့မှာ chocolate အယောင် chocolate အယောင်ရွေးလို့ရပါတယ်ခုနိကတာရွေးလို့ရပါတယ်ပြီးရင် generate ကိုရွေးပါမယ်ဟုတ်ပြီဒါဆိုရင်ပေါ့နော်ကျမတို့ဒီ presentation ကအတီးဆေးလို့မလား ်ဒီစိတ်လုံးမှာလားအလေလက်လားပေါ့နော်အချမ်းပြင်းတာเนาะကျွန်မဒီ detail အသေးစိတ်ကိုရေးပါမယ်ပြီးရင် AI image ကိုရေးမယ် AI ကိုပုံထည့်ခိုင်းမယ်ပေါ့နော်ဆိုတော့ဘယ်လိုမျိုးပုံ style style ထည့်မှာလဲဆိုတော့ကျွန်မက natural beauty places ဆိုမှရေးချိန်လိုက်ပေါ့နော်တဘာဝအလောက်အတိုင်းနေပေါ့နော်အာပြီးရင်ကျွန်မ generic ကိုနှိပ်ပါမယ်ဒါဆိုရှိရင်ပေါ့နော်ဒါဆိုလို့ရှိရင်အခုပေါ့နော် ဒီအနေနဲ့ဆောင်ထားရပါတော့ slide ချလာပါပြီပုံလေးအနေနဲ့ပေါ့နော်ချလာတာကိုပြရမှာပဲဖြစ်ပါတယ်အာဒီမှာဆိုရှင်က slide ပေါ့နော် new ဒီမှာအတစ်ထပ်ထည့်ချင်တယ်ဆိုရင်လည်း new အနေနဲ့ပေါ့နော်ဒီမှာအာ add new AI နဲ့လုပ်မှာလားဒါမှမဟုတ် add new from template template design ထဲရေးမှာလုပ်မှာလားကိုလုပ်ချင်တယ်လို့လုပ်လို့ရပါတယ်ဘယ်ပြီးမှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီ slide တွေကိုပြင်ဆင်ချင်တယ်ဆိုရှင်ကိုနှစ်တက်တက်ပေါ့နော် slide design လေးတွေကို ရွေးချယ်မှာပြင်ဆင်လို့ရပါတယ်။ဒါဒီမှာလည်းပေါ့နော် ကိုနစ်တက်တဲ့ slide design လေးပေါ့နော်။အဲရွေးလို့ရပါတယ်။ဒါစာသားလေးပေါ့နော်ထက်စာသားလေးပြင်ချင်ဆိုလည်းပြင်လို့ရပါတယ်။ theme ထည့်လို့ရပါတယ်။ဟုတ်ပြီဒါဆိုရှင်ပေါ့နော်ကျမတို့ကအဲကျမအဖန်တီထားတဲ့ slide design လေးပေါ့နော်။ဒါ AI ကပေါ့နော် generation လုပ်ပေးနေရဲ့ဝမ်မိုင်ဝမ်ပေါ့နော် generation လုပ်ပေးနေရဲ့ eh, pour s'en occuper. ဟုတ်ပြီကျမတို့ကဒါ present ပေါ့နော် grammar နဲ့ present လုပ်တဲ့ design ပါ။ဆိုတော့အခုပေါ့နော် ကျမတို့ကအာပေါ့နော်ဒီဒီဘက်ပြီးမှလာပေါ့နော်ကိုရွေးချယ်ချင်လို့ရွေးချယ်ရတဲ့ပိုင်းပါလေ။ဟုတ်ပြီဒါဆိုရင်ကျမတို့ဒီ grammar ကိုပေါ့နော် ကျမတို့ကအာပေါ့နော်ဟိုက PowerPoint အနေနဲ့ထုတ်မှာပေါ့နော် PowerPoint အနေနဲ့ထုတ်မှာဆိုလို့ရှိရင်ကျမတို့ share လုပ်နေတာပေါ့နော် share နေလိုက်ဒီ box ကျလာမှာဖြစ်ပါတယ်အာဒီမှာဆိုလို့ရှိရင်ကျမတို့က export ကိုရွှေ့ပါမယ် export ရွှေ့လိုက်လို့ရှိရင်ဒီက PDF file ထပ်မလား PowerPoint လား web slide လား PNG လားမျိုးမျိုးပေါ့နော်နောက်ဆိုရှင်ကျမက export to PowerPoint ကိုရွှေ့ပါမယ်ပြန်လာရှင်းတာ export လုပ်ပြီးပေါ့နော် PowerPoint export is ready export လုပ်ပြီးတော့ပါပြီ ဒါဆိုရင်ကျွန်တော်တို့ကွန်ပျူတာ download ထဲမှာဝင်နေမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီ PowerPoint ကိုပြင်ကြည့်ပါမယ်။ဒါဆိုရင်ဒါ PowerPoint ပြင်ထားတဲ့အနေထားဖြစ်တယ်ပေါ့နော်။ PowerPoint ပြင်ထားတဲ့အနေထားဖြစ်ပါတယ်။အာဒါဆိုရှင်ပေါ့နော်။အခုပေါ့နော်ကိုနိပေါ့နော်ကိုအခုဒီမှာဆိုရှင် PowerPoint မှာပေါ့နော်ဒီ text စာသားတွေကိုကိုယ့်အနေကိုလည်းလိုလိုပေါ့နော်ပြုပြင်ပြောင်းလဲလို့ရပါတယ်။အဲပေါ့နော်ကိုအယောင်လေးအထက်ချင်လဲရတယ်ကိုကြိုက်တူပြုပြင်လို့ရပါတယ်။ အဲပြီးရင်ဒီပုံလေးတွေကိုလည်းပေါ့နော်ကိုလိုတလိုတခြားပုံတွေလည်းထည့်ချင်လည်းထည့်လို့ရပါဘောနော်လိုတလိုပြောင်းလေးလို့ရမှာပဲဖြစ်ပါတယ်။ဟုတ်ပြီဒီလောက်ဆိုရင်တော့ကမ္ဘာနဲ့ပေါ့နော် presentation ဘယ်လိုလုပ်တယ်ဆိုတာကို mix ရေ Twitter လောက်ပြီးလို့ယုံကြည်ပါတယ်နော်။နားမလည်ရှိရင်လည်း comment မှာမိထားပြကြပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။